strategy အဲ့ဒီစကားလုံးကိုကြားလိုက်ရင်ဘာကူအလျင်ဆုံးပြင်းပြမိကြလဲအများစုကတော့လေရှုပ်ရှုပ်ထွေးထွေး grafty ဇရာတွေအပြည့်နဲ့အစည်းအဝေးခန်းကြီးထဲမှာထိပ်သန်း manager တွေပဲနားလည်နိုင်တဲ့အစည်းအစဉ်တွေကိုစဉ်းစားမိကြမှာပါဟုတ်တယ်အဲ့ဒါကတကယ့်ကိုအတွေ့အကြုံရင့်နဲ့ခေါင်းဆောင်ကြီးတွေပဲနားလည်နိုင်တဲ့လူဝဲကူတစ်ခုလိုမျိုးခန်းစားရတယ်မဟုတ်လားဒါပေမဲ့အတီလားအဲ့ဒါလုံးဝမဟုတ်ဘူးတကယ်တော့လေနီးပြူဟာဆိုတာကျွန်တော်တို့ထင်ထားတာထက် အများကြီးအများကြီးပိုယိုရှိမှတယ် ဒီနေ့မှအဲ့ဒီအကြောင်းကိုအတူတူရှင်းရှင်းလင်းလင်းစီထွားအောင်တစ်ခုချင်းစီလေ့လာကြည့်ကြမယ်။ကောင်းပြီဒီတော့ဒီအကြောင်းကိုဘလို့လေးလာသွားမလဲဆိုတော့အရင်ဆုံးနီးဖြူအားကဘာလို့ဒီလောက်ယိုရှင်းရတယ်လဲဆိုတော့ကြည့်မယ်ပြီး value stick လို့ခေါ်တဲ့စိတ်ဝင်စားစရာ tool တစ်ခုကြောင်းပြောမယ်အဲ့နောက်မှာတော့ပိတ်ချလို့စိတ်ကိုဘလို့မြင့်မလဲရောင်းချလို့စိတ်ကိုဘလို့ချမလဲတကယ်လက်တွေ့မှာ best buy ကဒါကိုဘလို့သုံးခဲ့လဲဆိုတော့နေနဲ့နောက်ဆုံးမှအဓိကအချက်ကိုဆွေးနွေးသွားကြပါမယ်ဒီမားနဲ့ပထမဆုံးအထင်မှားနေတဲ့အချက်တစ်ခုရှိတယ် အများစုကနီးပြွာဆိုတာငွေကြေးကိန်းကဏ္ဍတွေအများအစွမ်းတွေလို့ထင်ကြတယ်ဟုတ်တယ်မလားမဟုတ်ပါဘူးအဲ့ဓာတွေကရလက်တီပါအစပြုတဲ့အရာတွေမဟုတ်ဘူးနီးပြွာရဲ့တကယ်အစကတော့ပါဝင်ပတ်သက်သူအားလုံးအထွတ်တန်ဖိုးကိုဘယ်လိုဖန်တီးမလဲဆိုတဲ့အစီအစဉ်ကနေစတာပါဆိုတော့ဒီတံမိုးဖန်တီမှုဆိုတဲ့ကြီးမားတဲ့ idea ကိုတည်တည်ချာချာနားတဲ့ဘောအတွက်အရန်ကိုရိုးရှင်းတဲ့တူးတူကိုကိုသုံးကြည့်ကြရအောင် သူ့ကိုတံမိုးတိုင်တံမိုးမဟုတ် value stick လို့ခေါ်ပါတယ်အဲ့ဒီတော့ တန်ဘိုးဖန်တီးမှုဆိုတာတကယ်တော့ဘာလဲရှုပ်တလိုလိုနဲ့တကယ်တော့ရှင်းရှင်းလေးပဲဒီလိုစဉ်းစားကြည့်ကိုယ့်ရဲ့ PC တစ်ခုအတွက်သုံးဆွဲသူတယောက်ကအများဆုံးဘလို့အထိပေးခြင်းလဲပြီးတော့ကို့ဝင်ထမ်းဒါမှမဟုတ် PC ပေးတဲ့သူကကို့စီမှာအလုံးလုံးသူအ ਨੇ ဆုံးဘလို့ရမှာချင်နမလဲအဲ့ဒီပမာဏနှစ်ခုကြားကကွာချွားချက်အဲ့ဒါဒါကိုဖန်တီးလိုက်ကတန်ဘိုးပါပဲကဲဒီတိုင်ကိုမြင်ယောင်ကြည့်လိုက်ရအောင်တိုင်ရဲ့ထိတ်ဆုံးမှာ WTP Wellness to Pay တုံဆွဲသူကအများဆုံးပဲကျင်တဲ့ဈေးနှုန်းရှိတယ်။တရားအောက်ကြီးမှာကြတော့ WTS Willingness to Sell ကိုဝန်ထမ်းတွေကအနည်းဆုံးလက်ခံနိုင်တဲ့ပမာဏရှိတယ်။အဲ့ဒီတရားအစဆုံးအရှဲတစ်ခုလုံးကကိုဖန်တီးနိုင်တဲ့စုစုပေါင်းတန်ဖိုးပါပဲ။ကောင်းပြီ။အဲ့ဒီဖန်တီးလိုက်တဲ့တန်ဖိုးကိုဘသူတွေကခွဲဝေယာယူကြသလဲ။အပိုင်းပိုင်းခွဲလိုက်တယ်လို့ပေါ့။တုံးဆွဲသူကခြေနှက်မှုဆိုတဲ့အပိုင်းတစ်ပိုင်းကိုရသွားတယ်။ကုမ္ပဏီကအမျက်ဆိုတဲ့သူ့အပိုင်းကိုရတယ်။ ပြီးတော့ဝန်တိုင်းတွေကလည်းသူတို့ရဲ့တန်ဖိုးဖြည့်အကျိုးခံစားခွင့်ရရှိကြရတယ်။ကဲဒီတော့အဲ့ဒီတန်ဖိုးတိုင်တစ်ခုလုံးကိုပိုရှေအောင်တန်ဖိုးပုံများလောက်အောင်လုပ်ချင်နေဆိုရင်နီလန်နှစ်ခုပဲရှိပါတယ်။ပထမတစ်ခုနဲ့ရင်းစပ်ခီရအောင်သုံးဆွဲသူတွေရဲ့ပေးချေလို့စိတ် WTP ကိုဘလို့မြင့်တင်ကြမလဲ18ဒေါ်လာဟုတ်တယ်ကော်ဖီတစ်ခွက်သေးကို9ဒေါ်လာများတယ်လို့ထင်ရတယ်ဟုတ်ဒါပေမဲ့စဉ်းစားကြည့်လी မနက်မိုးလင်းတန်းနဲ့ကော်ဖီမသားဝရင်ဘာမှလုပ်လို့မရတဲ့သူတရားဝတ်တဲ့ဆိုရင်9ဒေါ်လာ10ဒေါ်လာဆိုတာပေးဖို့တကယ်ကိုပေးချင်တဲ့ပမာဏဖြစ်နိုင်တယ်။ဒါပေမဲ့ကော်ဖီဆိုင်က9ဒေါ်လာပဲတောင်းတယ်။အဲ့ဒီတော့တကယ်ပေးချင်တဲ့9ဒေါ်လာနဲ့ပေးလိုက်ရတဲ့9ဒေါ်လာကြားက5ဒေါ်လာกว่าချချက်။အဲ့ဒါဟာဆိုင်ကအဲ့ဒီလူကိုတက်ဖန်တီပေးလိုက်တဲ့တန်ဖိုးကျေနပ်မှုပါပဲ။ဆိုတော့ WTP ကိုဘလို့တကယ်မြင့်တင်မလဲ။အဓိကနီလန်းတုံးခုရှိတယ်။ပရမတစ်ခုကတော့ရှင်းပါတယ်။ ကိုထုတ်ကုန်ကိုပိုကောင်းအောင်လုပ်လိုက်တာပေါ့အရေးတွေးပိုမြင့်အောင်လုပ်တာဒုတိယတစ်ခုကဖြည့်စွက်ပစ္စည်းတွေနဲ့တွဲရောင်းတာဥမာပရင်တာနဲ့မြင်ပိုးလိုမျိုးပေါ့တတိယတစ်ခုကတော့ဒီပခစ်မှာတော်တော်အရေးပါတဲ့ network effects ပါ social media လိုပေါ့လူတွေများများတုံးလေအဲ့ဒီ platform ကလူတိုင်းရဲ့တော့ပိုတန်ဖိုးရှိလိမ့်ပဲကောင်းပြီအဲ့ဒါကတန်ဖိုးတိုင်းရဲ့ထိပ်ပိုင်းပေါ့အခုအောက်ခြေပိုင်းကိုသွားကြည့်ရအောင် တန်ဘိုးပိုဖရန်ဒီမိုဒုတိယနီလန်းကတော့ကိုဝင်နန်းတွင်နဲ့ PC ပေးသွင်းသူတွေရဲ့ရောင်းချလို့စိတ် WTS ကိုရှော့ချတာပါပြောရရင်သူတို့ကိုတခြားပြိုင်ဘက်စီမထက်ကိုစီမအလုပ်လုပ်ချင်လောင်ဆွဲဆောင်တာပါပဲ ဒီအချက်ကအရန်ရေးကြည့်ပါတယ်အရေးချင်းရှိတဲ့သူကိုလိုချင်ရင်လာစာပို့ပေးပြီးဆွဲဆောင်လို့ရတယ်ဟုတ်ပြီတမ်းမဲ့စမ်းစားကြည့်အဲ့ဒါကကုမ္ပဏီရမယ့်အမြတ်ထဲကနေဖဲ့ပြီးဝန်ထမ်းကိုပေးလိုက်တာပဲတံပိုးတိုင်ကြီးကိုပို့ရှိအောင်လုပ်လိုက်တာမဟုတ်ဘူးရှိပြီးသားတိုင်ကိုပဲအပိုင်းတွေပြန်ခွဲနေတာဒါပေမဲ့အလုတ်ကိုလိုင်ကိုကပို့ကောင်းအောင်လုပ်ပေးလိုက်ရင်ရောအလုတ်ပဝင်းချင်းကောင်းတာစိတ်ဝင်စားစရာစင်ခေါ်မှုတွေရှိတာမျိုးပေါ့ အဲ့ဒါကမှဝန်ထမ်းရဲ့ VTS ကိုယွတ်ကြစေပြီးတံပိုးအစ်စ်ကိုတကယ်ဖန်တီးတာတံပိုးတိုင်တလုံးကိုပိုရှည်သွားစေတာပါကဲ theory ရသောဟုတ်နေပြီဒါပေမဲ့တကယ်လက်တွေ့ကမ္ဘာမှာတော့ဒီနီလန်လာအလုတ်ဖြစ်လား electronic လက်လီရောင်းဆိုင်ဤ best by the ရဲ့အန်အောဆရာကောင်းတဲ့ပြန်လည်ထူထောင်ရေးစလန့်လေးကိုကြည့်လိုက်ရအောင်လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပေါ့ best by ကိုလူတိုင်းကသွားပြီးဒီဝါလီခံနေတော်မှာပဲလို့ထင်ခဲ့ကြတယ်အချိန်နေဘလောက်တောင်သိုးတယ်လဲဆိုရင် သုံးလပတ်တစ်ခုထဲမှာပဲ American dollar တဘီလီယံအရှုံးပေါ်ခဲ့တာတဘီလီယံနော်အဲ့ဒီအချိန်မှာ CEO တတိယအောင်ရောင်းလာတယ်သူလောက်ခဲ့တာကဒီမူပေါင်းအတိုင်းပဲ WTP ကိုမြင့်တင်ပြီး WDS ကိုရှော့ချခဲ့တယ်။ Customer တွေတို့ရဲ့ WTP ကိုမြင့်ဟိုသူလောက်ခဲ့တာကအယောင်မိုက်တဲ့ Best Buy ဆိုင်ပေါင်းတစ်ထောင်ကျော်ကိုကုန်လောင်ရုံအသေးစားလေးတွေအဖြစ်ပြောင်းပစ်လိုက်တယ်။အဲဒီတော့ online ကပစ္စည်းမှရင်အဝေးကြီးကဂူတောင်ကနေပို့တာမဟုတ်တော့ပဲကိုနဲ့အနီးဆုံးဆိုင်ခွဲကနေတက်ရိုက်ပို့ပေးတယ်။ ။ PC ရောက်ချိန်တွေကအများကြီးမြန်သွားတာပေါ့။ customer တွေကသဘောကျလိ WTP တွေတက်လာခဲ့တယ်။ကဲ။တိုင်းတဲ့တစ်ဖက်ဆုံး WDS ကိုရောဘီလိုလုပ်ခဲ့တယ်။သူက Samsung Microsoft လို့ company ကြီးတွေကို Best Buy ဆိုင်ထဲမှာပဲသူတို့ရဲ့ဆိုင်တွဲဆိုင်သဘောမျိုးလာဖွင့်ခိုင်းတယ်။အဲ့ဒါကအဲ့ဒီ company ကြီးတွေအတူတူကွန်ကြားစိတ်ကြီးအများကြီးတတ်တာဆဲတယ်။သူတို့ရဲ့ WDS ကိုကြားသွားစေတာပေါ့။ ဘက်စမာရဲ့ဝင်တန်းရက်အတွက်လည်းဖြည်းဖြည်းမျိုးဆက်တမ်းမောများစွာအကြောင်းတင်နေရမယ့်အစားကိုကျွမ်းကျင်တဲ့ brand တစ်ခုတည်းကိုပဲအာရုံစိုက်ရောင်းကြကုန်ရသွားတယ်။အလို့ကဘိုကောက်လာပြီးသူတို့ရဲ့ WDS လည်းကျသွားရောဝင်တန်းနေတဲ့စိတ်အားထက်တမ်းမောကအမြင့်ဆုံးအဆင့်ထိရောက်သွားခဲ့တယ်။ဒီနည်းပြူဟာနှစ်ခုပေါင်းရဲ့ရလက်ကတော့တကယ်ကိုမယုံနိုင်စရာပါပဲ။ဒေါ်လာဘီလီယံနဲ့ချီအရှုံးပေါ်နေရကနေဘတ်စပိုင်ဟာပြန်လည်ဥမောက်လာခဲ့တယ်။သူ့ရဲ့ယင်းနှိမ့်ညွတ်မှုအပေါ်ပြန်ရရဲ့အချိုးမြက်က20%ကျော်အထိပြန်ရောက်လာခဲ့တယ်။ တကယ်ကိုအမခန့်ပြန်လဲထူထောင်းမှုပါပဲဒီတော့ဒီအကြောင်းအရာဒီအားယောကနေကျွန်တော်တို့အဓိကမှတ်သားရမယ့်အချက်ကောက်ပါလေအရန်ကိုရှင်းပါတယ်ကိုဘလောက်ပြန်ရမလဲဆိုတာကိုအရင်မတွေးပဲတာဖိုးကိုဘလောက်ဖန်တီးမလဲဆိုတာကိုအရင်ဆုံးအာရုံစိုက်ဖို့ပါပဲဒီဖြစ်ပျက်ကတက်တည်ပြနေရတာတော့ value stick တစ်ခုလုံးကိုပိုးရှိအောင်စုစုပေါင်းတန်ဖိုးကိုပိုးကြီးအောင်အာရုံစိုက်လိုက်တဲ့အခါလူတိုင်းအနိုင်ရသွားတယ်ဆိုတာပါပဲတုံးဆွဲသူလည်းနိုင်တယ်ဝန်ထမ်းလည်းနိုင်တယ်ကုမ္ပဏီကိုယ်တိုင်လည်းနိုင်တယ် အမျက်ဆိုတာလူယူရတဲ့အရာမဟုတ်ပဲတန်ဖိုးဖန်တီးမှုရဲ့နောက်ကနေတဘာဝအတိုင်းလိုက်လာတဲ့အရာတစ်ခုတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နောက်တစ်ခါကိုယ့်လုပ်ငန်းအကြောင်းစဉ်းစားတဲ့အခါငါတို့အတွက်တန်ဖိုးပို့ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းအစားငါတို့ကထခြားသူတွေအတွက်တန်ဖိုးပို့ရအောင်ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတဲ့မေးခွန်းလေးနဲ့စတင်ကြည့်ဖို့တိုက်တွန်းလိုက်ခြင်းပါတယ်။